င်္ဂလာပါရှင်။အော်တိုဘားလာ29ရက်တနင်္လာနေ့ရက်ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပထမဦးစားတင်ဆက်ပေးမှာကတော့မော်ဘီမြို့နယ်ညောင်ပင်စိုက်ပျိုးမွေးပြူရေးအထူးဆောင်ကွန်ကရစ်လန်ခင်းချင်းလုပ်ငန်းဆောင်ရွက်နေမှုကြီးစုစစ်ဆေးတဲ့တင်။ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ညောင်ပင်စိုက်ပျိုးမွေးပြူရေးအထူးဆောင်နဲ့ဆောင်ရွက်လျက်ရှိတဲ့ C2 M0 M1 ကြားကွန်ကရစ်လန်ခင်းချင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုအော်တိုဘား25ရက်ကသမဝါယမနှင့်ဂျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင်ဥက္ကန့်စောကကြီးစုစစ်စီကြောင်းသိရပါဗျ။ညောင်နေပင်ဆက်ပြိုးမွေးပြူရေးအထူးဆုံးကွန်ကရစ်လန်ခင်းချက်လုပ်ငန်း2025 2026ဘဏ္ဍာနှင့်ဒိုင်းဒေသကြီးငွေလုံးငွေရင်းရမုံငွေဖြင့်ဆောင်ရွက်လျက်ရှိတဲ့အကျယ်ဆက်နေပင်နဲ့ခုနှစ်လက်မတူလန်းအရှိပီ၄၄၀ကိုဆောင်ရွက်လျက်ရှိရာလုပ်ငန်းများအရေးသွေးပြည့်ပြီးစည်ရည်နှင့်အချိန်မီပြည့်စည်ရည်တို့အားမှာကြပါဗျ။ အဆိုပါကွန်ကရစ်လမ်းသည်အထူးဆုံမှထွက်ရှိသောဟင်းသီးဟင်းရွက်များတည်တည်ဝက်လမ်းများနှင့်သားငါးများစွာအားဒေသအသီးသီးတို့ပို့ဆောင်ရာတွင် အကျိုးပြုသောလမ်းဖြစ်ကြောင်းလည်းသိရှိရပါသည်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့မြောက်ကလာပါမြို့နယ်တွင်မဲဆန္ဒရှင်ဆင်းရဲများကိုပြည်သူများလာရောက်ကြည့်ရှုတဲ့တွင်ရှမ်းကုန်းတိုင်းဒေသကြီးမြောက်ကလာပါမြို့နယ်တွင်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့တွင်စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီထူထူရေကောက်ဝဲအတွက်မဲဆန္ဒရှင်စည်များအားပထမကြိမ်ကထားကြီးညာခြင်းကိုစက်တင်ဘာ30ရက်နေ့မှစတင်ကရက်ွက်19ခုရှိသက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုရုံးတို့တွင်ဆက်လက်ကထားကြီးညာလျက်ရှိရာသက်ဆိုင်ရာရက်ွက်များလိုက်ပြည်သူများကလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရပါသည်မြောက်ကလပ်ပါမြို့နယ်အတွင်းမဲပေးပြောင်ခွင့်ရှိတဲ့ပြည်သူစုစုပေါင်း38,892ဦးရှိကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့တက်လွင်ဆိုကပြပူလာတာပါ။ ထပ်မံတင်ဆက်ပေးမှာကတော့အပြောင်မြို့တွင်ဘန်ကင်းစီမံချက်ကွင်းစင်းဆောင်ရွက်တဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတိုက်ကြီးမြို့နယ်ဦးစီးမှုရုံမှမြို့နယ်ဦးစီးမှုဦးဝင်းဆွေနှင့်ဝန်ထမ်းများကဘန်ကင်းစီမံချက်၃ဖြင့်အိမ်အောင်စုလူဦးရေစင်းနှင့်နိုင်ငံသားစစ်ဆေးကပ်ပြားများပြုလုပ်ပေးခြင်းဘိုင်မက်ထရစ်ကယူခြင်းလုပ်ငန်းများကိုအောက်တိုဘာ26ရက်နေ့နဲ့ပိုင်းကအဖျောက်မြို့မြို့အုပ်ချုပ်ရေးမှုရုံတွင်ကွင်းစင်းဆောင်ရွက်ကြောင်းသိရပါသည်။အဲ့လိုဆောင်ရွက်ပေးနေမှုအား ရုပ်အုပ်ချုပ်ရေးမှုဦးစောမင်းထွေနေမည်ရေစကံမှုနေမည်မိသက်တာဝန်ခံတဲ့လုံခြုံရေးတပ်ဖွဲ့များကပူပေါင်းပါဝင်ဆောင်ရွက်ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဝီရီကပေးပို့လာတာပါ။နောက်ထပ်တင်ဆက်ပေးမှာကတော့တန်လင်းမြို့နယ်တွင်သွေးလွန်တုပ်ကွေးယောဂဘူးတွေ့ရှိလူနာရဲ့အဆောင်အားကွင်းစင်းဆောင်ရွက်တဲ့တွင်အောက်တိုဘာ26ရက်နေ့နဲ့10ရက်နေ့ကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဆန်လင်းဦးဆောင်ပြီးကျန်းမာရေးဝန်ထမ်းများကတန်လင်းမြို့နယ်ကရင်ပင်ငါလန်းတဘာဝတရားရိပ်သာ တန်စကားဆောင် နေအိမ်နဲ့သွေးလွန်တုပ်ပွေးယောဂဖြစ်ပွားတယ်နေအိမ်များနေအိမ်ဝင်းချင်တို့မှာချင်းစီဖြန်းခြင်းရေရင်းဤကံများဖုံးသွင်းလဲစစ်လုပ်ငန်းများနဲ့အပိစီခက်ခြင်းများကိုစောင့်ဝင်ကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပြပူလာတာပါပြည်သက်များရှင်ရွှေရံကုန်းရဲ့ရှမ်းကုန်းတွင်တရင်ဆောင်လင်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြီးစုပေးခဲ့ကြတဲ့ပြည်သက်များကိုကျေးဇူးတူးတင်ရှိပါရှင်